ခေတ္တမောင်းသူမေတိုက်ခိုက်ဒရုန်းများနဲ့တံပြန်ကာကွယ်နည်းပညာရဲ့ရှင်ပြိုင်ပွဲအလုံးဝမင်္ဂလာပါဘာမစံပြားကနေတင်ဆက်နေတာဖြစ်ပါတယ်အကြောင်းတည်တဲ့နေ့တွေ့အတွင်းမှာပဲမောင်းသူမေတိုက်ခိုက်ဒရုန်းတွေကစစ်မြေပြင်ကိုအသွင်ပြောင်းလဲလာနိုင်ခဲ့ပါတယ် ဒီအဒရိုနီကခေတ်စစ်ပွဲရဲ့မှတ်သားဖြစ်လာခဲ့တယ်လို့အကြီးမားဆုံးသောချိန်ချမှုတွေတဲကတစ်ခုဖြစ်လဲပေါ်ထွက်လာခဲ့တာပါဒီရောင်းတုံးပြတိုက်ခိုက်မှုတွေကအစားကလေးကနေရေးကြီးခဲ့ပါတယ်အာသာချက်တွေလည်းများကြီးရှိခဲ့ပါတယ်ဒရိုနီပေါ်လာတဲ့ချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေကလည်းပိုပြီးတော့အန္တရာယ်များလာခဲ့ပါတယ်တမန်ယူကြလေးရင်တွေရဲရင်တွေနဲ့မတူညီတာတခုကဒီအဒရိုနီကအရွယ်တေးသေးလေးနဲ့ NAGTP လာမှန်ခဲ့တာပါ။ထောင်လိုင်းရတာကလည်းပို့ပြီးတော့ခက်ခဲလာပါတယ ။နောက်ပြီးတော့ကုန်ကြားဆေးတွေကလည်းအများကြီးကမှပိုသက်သာလာနေတာပါ။အခုလက်ရှိချိန်မှာလည်းမျိုးစုံသော drone တွေကိုစစ်တပ်တွေပြင်ရဲဘက်ပွဲစည်းတွေလုပ်ငန်းတွေမှာပါအသုံးပြုနေကြပါပြီ။အသုံးပြုနိုင်တဲ့လုံဆောင်ချက်တွေကတော့အပွဲစည်းရဲ့လမ်းစဉ်လိုက်ကွာခြားမှုရှိနေကြတာပါ။ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့စစ်ဘဆိုင်ရာ drone ရဲ့အကြောင်းကိုပဲဦးစားပေးဖော်ပြသွားမှာဖြစ်ပါရီ။ပြောမယ်ဆိုရင်တော့ drone ရဲ့ချိန်ချောက်မှုတွေကစစ်မြေပြင်မှာပဲရှိတတ်တာမျိုးတော့မဟုတ်ပါဘူး။ ဥပမာအဖြစ်အကြံဖက်ဖွဲ့စည်းတစ်ခုခုကဒီလို drone တွေကိုတုံးချပြီးအရေးကြီးတဲ့အဆောင်တွေကိုကေးရေးစင်တာတွေဓာတ်မမုတ်တွေလည်းရက်သားတွေကိုပါပြင့်မဲ့ထားတိုက်ခိုက်နိုင်မှာတည်တယ်စစ်ဘက်ဆိုင်ရာ drone ရဲ့နည်းပညာကိုအထူးလိုဝက်ထားကြတယ်ဆိုပေမဲ့လည်းပေါကြားမှုတွေကလည်းအကြောင်းမျိုးမျိုးနဲ့တော့ရှိနေကြကြတာပါအဲဒါကြောင့်မလို့ drone တွေကိုတုံးပြီးတော့အကြံဖက်တိုက်ခိုက်လာတာတွေဖြစ်မှာကိုလည်းစိုးရိမ်နေကြရပါတယ်အဲဒါကြောင့်မလို့ drone တံပြန်ကာကွယ်လက်နက်တွေကလည်းပေါ်ထွက်လာခဲ့ကြတာပါ အဒီထဲကလူသိများတဲ့နည်းလမ်းတွေဖြစ်တဲ့ electronic နောက်ရှက်မှုစနစ်တနည်းအားဖြင့် jamming လုပ်တာတွေဒါရဲ့စွမ်းရင်တုံးလက်နက်တွေကိုသုံးပြီးတော့ဖျက်ဆီးတာအထူးထုတ်လုပ်ထားတဲ့လက်နက်တွေနဲ့ drone တွေကိုဟန်တားတာစတဲ့နည်းလမ်းတွေနဲ့တံပြန်ကာကွယ်ချရတာဖြစ်ပါတယ်ဒီလိုနည်းလမ်းတွေကိုလည်းကောင်းတဲ့ကောင်းမွန်အောင်ထိရောက်တဲ့ထိရောက်မှုရှိအောင်စမ်းသပ်အသုံးပြုနေကြတာပဲဖြစ်ပါတယ်ခုခေတ် drone တွေကထိ ंछ ုပ်ကာကွယ်ရတာကပိုပြီးတော့လွယ်ကူလာကြပါပြီနိုင်ငံတော်တွေဒါမှမဟုတ်အရေးကြီးတဲ့ခန်းနာတွေမှာဆိုရင်တော့ ပြမဒရုန်းတွေပြန်တန်းလို့မရအောင်ပြင်ဆင်ထားတက်ကြတာဖြစ်ပါတယ်။တရင်သမားတွေတောင်းတဲ့ဒရုန်းတွေတော့မရပါဘူး။ဒရုန်းတိုင်းကစောင့်ကြည့်ကင်မရာတွေဖြစ်နိုင်တယ်လို့ဖြက်စီးလက်နဲ့တွေ့လေဖြစ်နေပါတယ်။အဲဒါကြောင့်မလို့ရေးကြည့်တဲ့အချိန်တွေမှာဒရုန်းတွေကိုမပြန်တန်းနိုင်အောင်စီစဉ်ထားတာကအကောင်းဆုံးအဖြစ်ဖြစ်နေပါတယ်။ဒီကြားထဲမှာခိုးချောင်ခိုးဝဲပြန်တန်းတဲ့ဒရုန်းတွေရှိနေလေထောင်လိုက်နိုင်အောင်စီစဉ်ထားဖို့လိုအပ်နေသေးတာပါ။ပြောရမယ်ဆိုရင်တော့မောင်းသူမေထရုန်းနဲ့တံပြန်ကာဝေးစနစ်တွေကကြောင်နဲ့ကြွက်ရန်ဖြစ်တယ်လို့အပြန်လဲဖြစ်နေကြတာပါ ဒရုန်းရဲ့ဘက်ကနီးပညာသားသွားလိုက်တံပြန်ကာကွယ်စနစ်တွေဘက်ကနီးပညာသားသွားလိုက်အစရှိတဲ့ပြင်အမြဲဖြစ်နေရပါတယ်အမေရိကန်တို့တရုတ်တို့လိုနိုင်ငံကြီးတွေကတော့ဒီလိုနီးပညာကိုထိတ်ဆုံးရအောင်အမြဲနဲ့ကြိုးစားနေကြတာပါဒီအတွက်လည်းကြီးမားတဲ့ရှင်နီးမြုပ်နယ်မှုတွေကိုလှုပ်ထားကြပါတယ် electronic စစ်ဆေးစနစ်တွေကလည်းခေတ်သစ်စနစ်ပြင်မှာအဓိကကျတဲ့နေရာကိုရောက်လာခဲ့တာပါ DSN တွေကမောင်းသူမေဒရုန်းရဲ့ဆက်သွယ်ရေးတွေကိုပိတ်ဆို့နိုင်ပါတယ်။ဒရုန်းတွေကိုထိန်းချုပ်မှုလွတ်တော့အောင်လုပ်နိုင်ပါတယ်။ နောက်ဆုံး drone တွေကို scan ပြန်သွားအောင်တမမဟုတ်ပြကြစီတဲ့ထီကောင်မှလုံနိုင်နေတာပါဒီစနစ်ကငွေကုန်ကြီးကြတက်တာစေးပါတယ်ဒါပေမဲ့လည်းတစ်ဖက် drone မှာအစိမ့်စနစ်တွေကိုတတ်ထားခဲ့မယ်ဆိုရင်တော့ကောင်းကောင်းနောက်ရှက်နိုင်ဖို့ကအားနည်းချက်တွေရှိနေတာပါဒါရဲ့ဆိုရင်တော့လက်နဲ့တွေကတော့ drone တွေကိုတစ်ခါတည်းဖျက်ဆီးပစ်လိုက်မှဖြစ်ပါတယ်ဒီလက်နဲ့ကလည်းကုန်ကြစေးတက်တာတွေအားတာချက်တွေရှိနေတာပါဥပမာအဖြစ်စွမ်းအားမြင့်လေဆာတွေ microwave line တွေကိုလုပ်ပြီးတော့ drone တွေကိုဖျက်ချလိုက်မှဖြစ်ပါတယ် ကြီးစံတွေ drone ရဲ့တန်ဖိုးထက်အများကြီးတက်တာတွေအတွက်အတုံးဝင်တဲ့လက်နက်တစ်ခုလည်းဖြစ်နေတာပါ။အောင်းနေချက်ကတော့ပြင်းမှန်တဲ့အရှမ်းကမှနီးခဲ့တဲ့အချိန်မှာဒီလက်နက်ကိုတုံးလို့ရပါတယ်။ဒါကြောင့်မလို့လေလေချောင်းကာကွယ်ရေးရဲ့နောက်ဆုံးလွှာဖြစ်အဓိကထားပြီးတော့တုံးကြပါတယ်။နောက်ထပ်နီးလက်တစ်ခုကတော့ drone တွေကိုဟန်တောက်ဖို့ရွေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနီးလန်းကတော့ထူးခြားနေပါတယ်။ drone တွေကိုဖျက်ဆီးပစ်လိုက်တာထက်အကောင့်ပက်ကတိဖမ်းမိနိုင်အောင်ပို့ပြီးတော့ဦးစားပေးလိုက်ပါတယ်။ အဒီလို drone တန်ပြန်ကာကွယ်စနစ်မှာလည်းအထိုင်းစနစ်နဲ့ mobile စနစ်ဆိုပြီးတော့အမျိုးမျိုးရှိနေသေးတာပါ။အဲ့ဒီအတွက်လည်း mobile တန်ပြန်ကာကွယ်ပွဲတွေကိုပို့ပြီးတော့တိုးချဲ့နေကြပါရီ။ဒေါ်ကောင်တာ swarm microwave စနစ်ကတော့မောင်းသူမဲ့ drone စုဝေးကိုချိန်မုံဖို့ဒီဇိုင်းထုတ်လုပ်ထားပါရီ။သူကတော့ဒိုင်းရိုက်စွိုင်းလက်နက်တွေကိုတက်ဆင်ထားတာပါ။အေးစာရော microwave ဖာအသုံးပြုနိုင်ပါရီ။ဒီစနစ်ရဲ့လုံးလုံးပုံကလည်းခက်ရှဲရှဲပါပဲ။စနစ်မှာအဓိကကြားတဲ့အာယုန်ခံကိရိယာတွေကရှိပါရီ။ အဒီအကရိယာတွေကချိန်ချောင်းမှုတွေကိုထောက်လန်းဖော်ထုတ်တာတွေကိုလုပ်ပြီးတော့ဦးစားပေးပြင်မဲ့ဖြစ်တက်မှတ်လိုက်တာပါပြင်မဲ့တစ်ခုဂျင်းစီကိုလေးစားနဲ့ပြပြီးတော့ဖျက်ချပြလိုက်တာဖြစ်ပါတယ်မိုက်ခရိုဝေ့စွမ်းလိုင်းတွေကတော့အီလက်ထရောနစ်စနစ်တွေကိုနောက်ဆက်တဲ့စွမ်းတွေကိုထုတ်လွှတ်လပ်ပါတယ်အဒီအစွမ်းတွေကိုထိတွေ့တဲ့အခါမှာ drone ရဲ့စာကစ်တွေကအပူလွန်ကဲပြီးတော့ပျက်စီးသွားကြတာပါအဒီကမျိုးချိုင်တော့ထိန်ချုံမရဘဲနဲ့ပျက်စီးသွားရပါတယ်။စစ်ဘက်သုံးမောင်းသူမေဒရုန်းရဲ့တမိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့အမြင်မပြတ်တီထွင်ဖန်တီးမှုနဲ့ ်မာပြူဟာမြောက်တီထွေညံတွေရဲ့မိုင်းကိုတွေ့ရမှာဖြစ်ပါတယ်။တကယ်တော့ဒီလိုကိစ္စမျိုးကိုပထမကဘာစစ်လောက်ကတည်းကစပြီးတော့စမ်းသက်တီထွေနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြောင်းမျိုးမျိုးနဲ့ကတော့မမြင်ခဲ့ပါဘူး။အဲ့ဒီတော့ကကတာရီဘက်လို့ခေါ်တဲ့မောင်းသူမဲလေးရင်တီထွေမှုစူးစမ်းခဲ့တာပါ။မောင်းမြင်ခဲ့တဲ့အတွက်အတုံးမပြူနိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းနောက်ပိုင်းတိုးတက်မှုတွေအတွက်အခြေခံအုံမြင့်ဖြစ်လာခဲ့ရတာကတော့အမှန်ပါပဲ။ထောင်ကွာ90ပြည့်နှစ်တွေအလုံးမှာတော့မောင်းသူမဲလေးရဲ့နီးပညာတွေကတိတိတတ်တာကမှတိုးတက်လာခဲ့ပါပြီ အဲ့ဒီရဲ့တိုးတက်မှုတွေနဲ့တူ MQM Predator ဆိုတဲ့လေယာဉ်ကထိရှားလူလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီရဲ့မောင်းသူမဲ့လေယာဉ်ကထောက်လန်းရေးရာရောတိကျတဲ့တိုက်ခိုက်မှုတွေမှာပါဆွမ်းတက်ပါတယ်။အာဖဂန်နစ္စတန်နဲ့အီရတ်စစ်မြေပြင်မှာဆိုရင်လည်းကောင်းကောင်းကြီးကုန်မှအစွမ်းပြနိုင်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ MQ9 Reaper တွေကထပ်ပြီးတော့ထွက်လာပါတယ်။အဲ့ဒီရဲ့လေယာဉ်တွေကတော့ရှိလင်းရဲ့အားနည်းချက်တွေကိုပြန်ပြီးတော့ပြုပြင်ထားတာဖြစ်လို့ American စစ်စင်ရေးတွေရဲ့အဓိကအရှိပါတဲ့လေယာဉ်တွေဖြစ်လာခဲ့ရတာပါ။ 1939နောက်ပိုင်းမှာတမန်ယူကြလီယင်ရဲ့တိုးတက်မှုကပိုပြီးတော့မြန်ဆန်လာခဲ့ပါတယ်။လီယင်တွေကပုံမြန်လာသလိုပေါင်းနေတဲ့အမြင့်ပေကလည်းပိုပြီးတော့များလာခဲ့တာပါ။ဒီချိန်မှာစစ်တပ်တွေကလည်းတမျိုးတီထွင်ဆန်းသစ်လာကြပါတယ်။အဲဒါကတော့မောင်းသူမပါပဲနဲ့အဝေးထိုင်စနစ်နဲ့ပြန်တန်းနိုင်အောင်တီထွင်လာကြတဲ့ကိစ္စပါ။အဲဒီအတွက်အဓိကယူရဲ့ချက်ကတော့ရှင်းပါတယ်။စစ်သားတွေထိခိုက်မှုဖြစ်တာကိုရှော့ချခြင်းလို့ပဲဖြစ်ပါတယ်။ဒီလီယင်တွေကလက်တွေ့ကြတဲ့အလင်းနဲ့အမြင့်မှပြန်တန်းနိုင်မှအဆင်ပြေမှဖြစ်ပါတယ်။ ပြီးတော့တန်တန်သမျှဈေးတက်တာဆုံးလည်းဖြစ်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကုန်ကြဆေးကိုရှော့ချနိုင်ဖို့ဤလဲရှာချန်ခဲ့ကြတာပါ။နောက်ဆုံးစင်တဲ့စနစ်တွေကိုပယ်ရှားဖို့အကြံရခဲ့ပါတယ်။ခမီးလီယင်တွေကများသောအားဖြင့်ချက်လျင်တွေဖြစ်ပါတယ်။အဲဒါကြောင့်အဲဒါတွေကိုပဲကိုကပြီး Econ 167 Skidar လိုမျိုးတကင်ကျင်းသုံးမောင်းသူမဲ့လေယာဉ်တွေကိုတီးထွင်လာနိုင်ခဲ့ကြတာပါ။ဒီလေနေကိုတော့လေချောင်းကာခွဲလေးချိတ်မှုတွေမှာအများဆုံးအသုံးပြုကြပါတယ်။ကုန်ကြဆေးတွေကိုရှော့ချနိုင်ဖို့အတွက်စကီတာကိုတွန်းကပ်အားပေးမော်တာပါတဲ့ ပြည်လွေစင်းကြံကနေစတင်ပြန်တန်းစေပါတယ်။လေမော်ကိုရောက်သွားတဲ့အချိန်ကျမှလင်းကတော့ကိုပိုင်တာဘိုချင်းချင်းရဲ့ဆွမ်းအားနဲ့ဆက်ပြီးတော့ပြန်တန်းတာမျိုးပဲဖြစ်ပါတယ်။ပြန်တန်းနေချိန်မှာဆိုရင်တော့စကီတာကိုမြေပြင်ကနေတိုက်ရိုက်ခင်းချုပ်ပါတယ်။လေချောင်းတိုက်ခိုက်မှုတွေမှာတိုက်ခိုက်ပြူဟာကအမျိုးမျိုးရှိပါတယ်။အချို့ကတော့အမြင်ကနေတိုက်ခိုက်ပြီးအချို့ကတော့အနှိမ်ကနေပြန်တန်းပြီးတော့တိုက်ခိုက်တာမျိုးပါ။အဲဒီလိုမျိုးတိုက်ခိုက်မှုကပို့ပြီးတော့အနေငယ်များပါတယ်။အဲဒီရဲ့ကိစ္စကိုကာကွယ်ဖို့ ဖိနိုင်တူးစတိန်ကလိုမျိုးလက်နက်တွေကို1969ခုနှစ်မှာတီထွင်အသုံးပြုခဲ့ကြပါတယ်။အဲဒါကနီယောက်ရောင်ကြီးသုံးမျိုးပြမှာဝင်းပြေလောင်ချာတမျိုးပဲဖြစ်ပါတယ်။ဒီလက်နက်ကပခုံးနဲ့ထမ်းပြီးတော့ပြည့်ရတာပါ။တေးရပြူရတာကလည်းလွယ်ကူစေပါတယ်။ရဲရင်နေချောက်ရဆုံးလက်နက်တစ်ခုဆိုရင်လည်းမမပါဘူး။အာဖဂန်နစ္စတန်မှာရှိတဲ့မူဂျာဟစ်တင်တွေက Russian MI-24 တိုက်ခိုက်ရဲရင်တွေကိုဒီလက်နက်နဲ့ကောင်းကောင်းဒုက္ခပေးခဲ့တာပါ။ American ရေတပ်ကလည်း DS-10 ကလောင်ချာရီရဲ့တန်ဖိုးကိုကောင်းကောင်းကြီးကောင်မှတီးပါတယ်။ တို့စီမှာလည်းအနေပိုင်းလေးချောင်းကာကွယ်ကိစ္စရည်အဓိကလက်နက်ဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ကျဲရင်နေပြင်မောင်းတုမဲ့လေးနေကိုပါပစ်ချဖို့ဒီရဲ့လက်နက်ကိုပဲအသုံးပြုကြတာပါ။အဓိကရဲ့လက်နက်တွေကိုလေ့ကျင့်ဖို့ဆိုရင်တော့ပြင်မဲ့နေရာကနေလှူရှားတဲ့ drone တွေကလည်းလိုအပ်ပါတယ်။အဓိကရဲ့ drone တွေကိုတော့ဈေးပို့ပြီးတော့တက်တောင်တိဆောက်ပေးထားရတာပါ။ MQM 170 out လုံးမောင်းသူမဲ့လေးဆိုရင်တော့ပြင်မဲ့နေရာကနေအများဆုံးအသုံးတော်ခင်ရပါတယ်။နောက်ပြီးတော့အစင်ပုံမြင့်တဲ့ပြင်မဲ့မောင်းသူမဲ့လေးနေကလည်းရှိနေသေးတာပါ။ဥပမာအဖြစ်ဆိုရင်တော့ ်ခရီးယားဖိုးလင်းနေကဆိုရင်တော့လေရင်မှုလိုအပ်တဲ့အဖိုးဖင်တန်တွေကိုအဝေးထိန်းစနစ်တွေကိုတည်ပြီးပြည့်မဲ့လေရင်တွေဖြင့်ပြောင်းလဲထားတာဖြစ်ပါတယ်။စံသက်ပြန်တမ်းမှုတွေအေးချင်းမှုတွေမှအဓိကအသုံးပြကြတာပါ။ပြောရမယ်ဆိုရင်တော့ဒီရဲ့လေရင်တွေကတက်တန်းရင်နေပြီဖြစ်ပါတယ်။တကယ်အချိန်တွေမှာအသုံးပြဖို့ကလည်းမတင်တော့ပါဘူး။ဒါပေမဲ့လည်းဒီတန်းကြောင်ထိုးထားလိုက်တာမျိုးမလုပ်ပဲနဲ့အခုလိုပြောင်းလဲအသုံးပြလိုက်တဲ့အတွက်လည်းနဲ့စံသက်ဖို့ဒါမှမဟုတ်အေးချင်းဖို့အတွက်ကတော့တော်လေးကိုမှအဆင်ပြေသွားရပါတယ်။2016လောက်မှာဆိုရင်တော့ QF4 တွေကိုမောင်းတူမဲ့လေရင်ဖြင့်အသုံးပြုရာကနေရန်နာခေလိုက်ပါရီအဲ့ဒီအချိန်မှာ QF4 ရဲ့နေရာမှာအစားထိုးဖို့လိုအပ်လိုလာခဲ့ပြီဖြစ်ပါရီ American Leader ကဒီအနေအထားတက်တန်းရင်းနေပြီဖြစ်တဲ့ F50 Fighting Falcon တွေကိုမျက်စိကြားခဲ့ပါရီအဲ့တော့ကြောင့်မလို့ပဲ Falcon တွေကိုပြုတ်ပြဲပြောင်းလဲပြီးတော့ QF16 ဆိုရဲလေရင်တစ်မျိုးကိုဖန်တီးလိုက်ပါရီဒီလိုနဲ့ F50 Falcon အစီးကနေရာကျော်လောက်ကမောင်းတူမဲ့လေရင်ဖြစ်လာရပါရီအဲ့ဒီလေရင်တွေကတော့လက်နက်စမ်းသက်ရေး ၊လေ့ကျင့်ရေးရဖြင့်လူဝင်ရေးပါတဲ့တာဝန်တွေမှာပါအသုံးပြုခဲ့ရပါတယ်။ဒီလိုမျိုးအသုံးမပြုတော့တဲ့သက်တမ်းရေးလင်းတွေကိုအဝေးတိတ်စနစ်တက်ဆင်ပြီးတော့မောင်းသူမဲ့လင်းရင်ဖြစ်ပြန်ပြီးတော့ပြောင်းနေတာကို David Montan Leader Chief Size ခန်းကအဓိကတာဝန်ယူထားပါတယ်။သူတို့ကလူလိုက်ပါဖို့မလိုအပ်တဲ့ဒီရလင်းတွေအတွက်မလိုအပ်တာတွေကိုအကုန်ဖြုတ်ပြစ်လိုက်တာပါ။ပြီးတော့ waiting စနစ်တွေကိုထည့်သွင်းထားပါတယ်။အဲဒါကြောင့်မလို့လေပြောင်းလဲသွားပြီးဖြစ်တဲ့လင်းတွေကပို့ပို့ပြီးတော့ပို့ပြီးတော့မြန်ဆက်လာပါတယ်။ ခမီလီချောင်းကာကွယ်စနစ်တွေအတွက်ဗက်မီရဲ့ပြစ်မှတ်အဖြစ်လည်းသုံးလို့ရသွားခဲ့တာပါ QF16 ကမောင်းသူမဲလေးရင်ဖြစ်ပေမဲ့လေယာဉ်မှုရဲ့ခိုင်းကနာကတော့လိုအပ်နေသေးတာပါအဲဒါကတော့မပြန်တမ်းခဲ့စစ်ဆေးရတဲ့ကိစ္စနဲ့ရင်းကိုပြလန်းပေါ်တင်ရတဲ့ကိစ္စတခုပဲဖြစ်ပါရီပြလန်းပေါ်ရောက်နေပြီဆိုရင်တော့မောင်းသူမဲပြစ်မှတ်တက်ခွဲစီကိုထိန်းချုပ်ဖို့လွှဲပြောင်းပေးလိုက်ရတာပါအဲ့ဒီရဲ့တက်ခွဲကလေယာဉ်ကိုအဝေးထိန်းစနစ်နဲ့ဆက်လက်ကင်တွဲပါရီအဲ့ဒီ QF16 တွေကတော့လူစေးလေးနေနဲ့ကွဲပြောင်းအောင်အိမ်မောင်းတုတ်ထားတာတွေကလည်းရှိနေတာပါ ဲဒါကတော့လေးချင်းရဲ့စမ်းသပ်ရဲ့အဖြစ်သုံးတဲ့နေရာမှာအများဆုံးတွေ့ရတတ်ပါရဲ့။အဲကြောင့်ကာကွယ်စနစ်တွေထဲမှာရန်သူဒရုန်းကိုမပြတ်စည်းစေဘဲနဲ့တရားဖမ်းဆီးနိုင်တဲ့စနစ်တွေကလည်းရှိနေတာပါ။အဲဒါကတော့ပိုက်ကွန်ပါတဲ့တန်ပြန်ဒရုန်းတွေပဲဖြစ်ပါရဲ့။ဒီဒရုန်းတွေကရန်သူဒရုန်းကိုပိုက်ကွန်နဲ့ပစ်ပြီးတော့ဖမ်းလိုက်တာပါ။အဓိကကျရင်ရန်သူဒရုန်းမှာတပ်ထားတဲ့ဘန်ဂါရီနဲ့ညှိပြီးတော့ပြက်ကျသွားပါလိမ့်မယ်။ဒါပေမဲ့လည်းပိုက်ကွန်နဲ့ဒရုန်းကိုကျိုးနဲ့ဆက်ထားတာဖြစ်တဲ့အတွက်ပြက်ကျသွားတဲ့ဒရုန်းတွေကိုလည်းဆွဲခေါ်သွားနိုင်မှာဖြစ်ပါရဲ့။လေယာဉ်ဖမ်းဆီးလိုက်တဲ့ပုံမျိုးပဲဖြစ်ပါရဲ့ ဒီလိုမျိုးကိစ္စကိုတော့အောက်ဘက်မှာထိခိုက်နိုင်တဲ့ကိစ္စမျိုးရှိရင်အသုံးပြနိုင်ပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်တော့အောက်ဘက်မှာလူစုလူဝေးရှိရင် drone ကိုပြက်ကြအောင်မလုပ်ဘဲနဲ့အခုလိုဖန်ဆီးသွားတဲ့နေကိုပဲအသုံးပြကြတာပါ။နေတုတ်ဖွဲ့ဝင်နိုင်ငံတွေရဲ့လေကြောင်းကာကွယ်စနစ်မှာဒီလိုနည်းလမ်းတွေကိုအဓိကနေရာကနေပါဝင်နေပါတယ်။ drone နဲ့ပတ်သက်ပြီးပို့ပြီးတော့အသုံးများတဲ့တန်ပြန်တိုက်ခိုက်ရေးကတော့ဗီဒီယိုချိန်နှုန်းကြံမာတွေနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။အဲ့ဒါကတော့ရန်သူ drone 3နဲ့ချိန်နှုန်း line တွေကိုအနောက်ရှက်ပြီးပြီးတော့ထိန်းချုပ်လို့မရအောင်လုပ်တဲ့ကိစ္စတစ်ခုပါပဲ။ နောက်ပြီးတော့လက်စစ်တန်းလိုက် line တွေကိုလွတ်ပြီးတော့ဂျန်တူ drone ကိုတလွဲဖြစ်အောင်လှုပ်ကြပါသေးတယ်။အဒီအနေအမှာတော့ attack snake တွေကရှိတယ်လို့ mobile snake တွေကလည်းရှိနေသေးတာပါ။အခုတွေ့ရတဲ့လက်နက်ဆိုရင်တော့မီတာလေးရအတွင်းက drone တွေကိုပြစ်ချနိုင်အောင် design ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။အားသာချက်တစ်ခုကတော့ဒုံးချီစံကလေယာဉ်မှာပေါက်ကွဲပြီးတော့တပ်ထုအစိပ်ပိုင်းတွေဖြစ်သွားမှာဖြစ်ပါတယ်။အဒီအလက်နက်က drone စုဝေးတွေကိုတိုက်ခိုက်တဲ့နေရာမှာတော့အတော်လေးကိုမှတင်းတော်တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင် drone တွေရဲ့ထုတ်လုပ်မှုစိတ်ကပိုပြီးတော့တက်တာလာပါတယ်။ ဒါပေမဲ့လည်းထိရောက်မှုနဲ့ဖြက်စီးနိုင်စွမ်းကတော့ပိုပြီးတော့များလာခဲ့တာပါ။ဒီ drone တွေကိုတန်ပြန်နိုင်ဖို့ရိုးစုံသောလက်နက်တွေနဲ့လည်းပေါ်ထွက်လာရပါတယ်။ဒါပေမဲ့လည်းဒီရဲ့လက်နက်တွေကလည်းဈေးကြီးနေလို့ကတော့မဖြစ်ပါဘူး။အဲဒါကြောင့်မလို့ဈေးပေါ်အောင်ကြံဖန်ရပါတယ်။ဒီလိုနဲ့ drone တိုက်ခိုက်နည်းပညာနဲ့ drone တန်ပြန်တိုက်ခိုက်နည်းပညာတွေကအပြန်နဲ့တိုးတက်လာနိုင်ကြောင်းဝေမျှလိုက်ရင်ဒီရဲ့ video လေးကိုနီကွန်ချုပ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။